ငလင်းလွတ်ပြီးတော့အเจ้าနေပြို့တော့ဥဒနမဆိုရင်အเจ้าနေတော်များပြို့သွားရပေါ့နော်ဆက်နေအเจ้าအဲ့မှာတချို့ကလာမန့်နေကြောင့်မူလအเจ้าတကာကြီးဥသက်ရှိရဲ့သာသမီတွေမလာဘူးလားတဲ့သူတို့ရောမလူဘူးလားတဲ့နော်အဲအခုညင်းနေတဲ့အเจ้าတော့မူလအเจ้าတကာကြီးဥသက်ရှိရဲ့မြီးမြစ်တွေလှူတဲ့အเจ้าမှာနော်အာဥဒနမဆိုရင်ကြောင်းတားရဲ့စနေထောင်းမှာရှိတဲ့ကြောင်းမစနေထောင်းကြောင်းလည်းအလွယ်ခေါ်ကြတယ် ကျောင်းနံပါတ်ကတက်တန်းမနေယူပရိသအကြောင်းပေါ့နော်အဲအလူချင်းတွေကတော့မစွရင်ကျောင်းတကာကြီးဥဒက်ရှိသားဥကျော်ဓမ္မမလေးတွေအသားဥမောင်မောင်ဓောကျင်ကျင်တို့ကအမှုထား၍သာသမီမြင့်မြင့်တို့ကအသည့်ပြန်လဲဆောက်လူတန်းနေတဲ့နော်အလူချင်းတွေကတော့ဥဒင်အခုစာနဲ့ရေးပြပါမယ်နော်ဒါဥဒက်ရှိရဲ့မြင့်မြင့်တွေလှူတဲ့ကျောင်းမှာနော်ဒါကြီးကပြန်ပြီးတော့အသည့်ပြန်လူမှာဒါငလင်းကာလမှာဒီကျောင်းကအထီးခိုက်အများဆုံးပေါ့နော် အထူးခံများသောအားလုံး၈ပါးလောက်ပြောင်းလဲမှုရဲ့အကြောင်းလေးမှာနော်၈ပါးလောက်ပြောင်းလဲမှုတွေတချို့လေအထူးခံနိုင်ရာကြီးကျယ်ရရပေါ့နော်ဥကောင်းနေခွဲဆဲရတာတို့ရှိတယ်ခြေတော်တွေဖျက်ရတဲ့ဥသင်းတွေရှိတယ်ဒီဆောင်အခုလက်ရှိလေနာယကလစ်လက်သွားတော့နော်နာယကကအဲလူကိုလဲသွားရပေါ့နော်အဲဒါသူရဲ့ကျောင်းလူရှင်နေပေါ့နော်ဒါဥကြောကြောမောင်းဒေါ်ညွတ်ညွတ်ကြီးသမီးဥတင်အေးဒေါ်ကြီးကြီးအောင်ဒါဥကြောကြောညွတ်ဒေါ်ရှင်မြတ်သမီး ဒေါ်ကြည်ကြည်ဝင်းသမီးဒေါ်ကြည်ကြည်ဝေသမီးဒေါ်ဥစိန်ဝင်းဒေါ်နီနီဝင်းမြင်းမြင့်မိသားစုတွေကပြန်လည်ဆောက်လို့လှူဒါန်းပါပါနော်ဒါဥစဉ်တော့မစိုးရင်ကြောင်းတားရဲ့တတ်ထမ်းမနီယူပရိသအကြောင်းဖြစ်ပါတယ်နော်